မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အားလုံးစုစည်းညီညွတ်မှုနဲ့တော်လှန်ရေးနောက်တဆင့်တက်ရန်တိုင်းရင်းသားခေါင်းဆောင်တွေကယုံကြည်လက်ခံထားပြီးမကြာမီမှာတိုးတက်ပြောင်းလဲစုစည်းညီညွတ်ပေါင်းစပ်မှုတွေပေါ်လာမယ်လို့ဒေါက်တာဇော်ဝေဆိုးကပြောပါရတယ်။စမ်းကြောင်းပင်မတပိတ်စစ်ကြောင်းကရဲဘော်နှုတ်ကိုစစ်တပ်ကဖမ်းဆီးထားပြီး အင်းစိန်ထောင်မှာမတရားပုတ်မှများစွာနဲ့ချုပ်နှောင်တရားစွဲဆိုထားတဲ့လင်းပါဝင်။ ရန်ကုန်ခေတ်တည်မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့တဖွဲ့ချင်းတစုချင်းတရေသာချင်းတော်လန်တက်ခတ်ရမယ့်အချိန်မဟုတ်တော့ပဲအားလုံးစုစည်းညီညွတ်စွာနဲ့စုပေါင်းတက်ညီလက်ညီတော်လန်ရဲ့နောက်တဆင့်တက်ဖို့တိုင်းရင်းသားတက်ကောင်းဆောင်တွေကယုံကြည်လက်ခံထားကြတယ်လို့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေဆိုးကပြောဆိုလိုက်ပါတယ် NUG ရဲ့ပြန်ကြားရေးသတင်းမီဒီယာဖြစ်တဲ့ PVTV သတင်းဌာနနဲ့တီးတန့်တွစ်ဆုံမေးမြန်းကမှာဒေါက်တာဇော်ဝေဆိုးကအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။လက်ရှိຫນွေဦးတော်လန်ရေးဟာ2021ခုနှစ်ကာလအခြေအနေနဲ့မတူညီဘဲတိုးတက်ပြောင်းလဲမှုများစွာရှိနေတယ်လို့လည်းပြောပါရတယ်။ဒါအပြင်တော်လန်ရေးမှာလွတ်မြောက်ဒေသတွေကိုအခြေခံပြီး တော်လန်ရေးနောက်တစ်ဆင့်တက်ရန်ပြင်ဆင်နေပြီးတော်လန်ရေးကိုပြုပြင်ပြောင်းလဲပြီးအစ်င့်မြင့်တင်ရမှာ တိုင်းရင်းသားတော်လန်တပ်ဖွဲ့တွေရဲ့စူးစီးညီညွတ်မှုကအရေးကြီးတယ်လို့လည်းသူကပြောပါဗျာ။တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့ဖွဲ့စည်းမှုနဲ့စူးစီးတိစောက်မှုမျိုးဆက်သွားနိုင်ရေးအတွက်ဆွေးနွေးတိုင်ပွဲမှုတွေရှိနေပြီး သဘောတူညီမှုတွေလည်းရှိနေတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကပြောပါရယ်အားလုံးစူးစမ်းနေကြပြီ တိုင်းရင်းသားတော်လိုင်းခေါင်းဆောင်တွေပို့ချုပ်တွေနဲ့တွေ့ဆုံပြီတော်လန်ရေးအောင်မြင်စွာတိုက်နိုင်ရေးဆွေးနွေးခဲ့ကြရလို့လဲဆိုထားပါဗျ။အန်ယူဂျီပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးဟာပြည်ပမှာရောက်ရှိနေရာကနေမြန်မာနိုင်ငံအတွင်းကိုပြန်လည်ဝင်ရောက်လာပြီး အစိုးရအဖွဲ့တာဝန်တွေနဲ့တော်လှန်ရေးတာဝန်တွေကိုအချင်းပြည့်တာဝန်ယူဆောင်နေရလို့လည်းသူကိုယ်တိုင်ကထုတ်ဖော်ပြောဆိုထားပါတယ်ရှင်။ရန်ကုန်မြို့ဝသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်ရန်ကုန်မြို့လူထုလှုပ်ရှားမှုတပိတ်တွေမှာပြည်သူတွေနဲ့ပူပေါင်းကဆေးရနာရှင်စနစ်ကိုတော်လှန်နေတဲ့စမ်းကြောင်းပင်မတပိတ်စစ်ကြောင်းကရဲဘော်နှုတ်ကိုအကြမ်းဖက်စစ်တပ်ကဖမ်းဆီးကအင်းစင်ထောင်မှာချုပ်နှောင်ထားလို့စမ်းကြောင်းပင်မတပိတ်စစ်ကြောင်းက တာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါတယ်။တန်းချောင်းပင်မတပည့်စစ်ကြောင်းရဲ့အဖွဲ့ဝင်တွေဖြစ်ကြတဲ့ကိုဟိန်းနိုင်စောခေါ်အိုမီနဲ့မတ်သိမ့်သီရိဝေခေါ်မတ်မြရင်တို့ဖမ်းဆီးခံရတာဖြစ်တယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ3ရက်နေ့က မြေပြင်ကိစ္စတွေသွားလာရင်အဆက်အသွယ်ပြတ်တောက်သွားတာဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီရဲ့မတရားဖမ်းဆီးတာကိုခံလိုက်ရတာဖြစ်တယ်လို့လဲစမ်းချောင်းပင်မတပိတ်စစ်ချောင်းကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြန်လည်ပြပြပါဗါတယ်။အဲဒီလိုဖမ်းဆီးခံရတဲ့သူတွေကိုတော့ ဆေးဥစုကသူတို့သုံးနေကြမတရားပုံမှဖြစ်တဲ့905ကနဲ့ဖန်ဆီးထားရလို့လည်းသိရပါဗါတယ်။အဲဒီလိုမတရားဖန်ဆီးခံရသူရဲဘော်နှစ်ဦးဟာမြမပြည်မှာစိတ်သုံးနေတဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပါအဝင်လူ့အခွင့်အရေးဒန်းတူညီမျှရေးနဲ့ဒီမိုကရေစီအရေးတို့ ပြန်လည်ရရှိရေးအတွက် ငင်းချမ်းစွာလူလူတိုက်ပွဲနီးလန်းတဲ့ပြည်သူလူနဲ့တသားတဲ့ရည်တည်ခက်ကြသူတွေဖြစ်တယ်လို့လဲစမ်းချောင်းပင်မသပိတ်စစ်ချောင်းကသတင်းထုတ်ပြန်ထားပါတယ်စမ်းချောင်းပင်မသပိတ်စစ်ချောင်းကလူငယ်တွေမြို့ပြမှာရှိနေတဲ့ဟာပြည်သူနဲ့တသားတဲ့ရှိနေတယ်ဆိုတာကို ပြောချင်တာဖြစ်ပြီးဒီကာလတစ်ခုလုံးမှာကျဲပေါ်ရဲဘက်တွေများစွာဖမ်းဆီးခံရနှိမ့်ဆက်ခံရထောင်ကျခံရတဲ့ကိစ္စတွေဖြစ်နေပေမဲ့ ဘယ်တော့မှလက်လျှောက်မှာမဟုတ်ဘူးလို့လဲစမ်းကြောင်းပင်မတပည့်စစ်ကြောင်းကတာဝန်ရှိသူတို့ကပြောပါတယ်။ဒါအပြင်စမ်းကြောင်းပင်မတပည့်စစ်ကြောင်းအဖွဲ့ဝင်တွေအနေနဲ့ရှေ့လျှောက်ပြီးတော့အလုပ်တွေကိုပုံမိုလုပ်သွားမှာဖြစ်တယ်လို့ရနိုင်တဲ့ဖြစ်နိုင်တဲ့နီလန်းမျိုးစုံနဲ့မျိုးပြမှာဆက်လက်ပြီးတော့တော်လန်တိုက်ပွဲဝင်တွေမှာဖြစ်တယ်လို့လဲစမ်းကြောင်းပင်မတပည့်စစ်ကြောင်းကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ရှင်။မကွေးရတဲ့တဲ့ဘောက်ကိုကြည့်အောင်ပါ မကွေးတန်းရင်းစိုမြို့ပေါ်မှာအကြမ်းဖက်စစ်တပ်ကဆိုင်ကယ်နှစ်ယောက်စီးသူတွေကို လိုက်လံပစ်ခတ်ရမှာအသက်32နှစ်အရွယ်ရှိတဲ့ကိုဖြိုးဟာကြည်ထိမှန်ပြီးပွဲချင်းပြီးတေဆုံးသွားခဲ့ရတယ်လို့ရေဂျိုတောင်ရှိ info ကော်မတီကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်အော်တိုဘာလ10ရက်နေ့ညနေ6နာရီလောက်မှာရေဂျိုမြို့နယ်ကရုံပေါင်းစုံအတွင်းကအင်စီကားတစ်စီးနဲ့ကင်းလက်ဖို့ထွက်ခွာလာတဲ့စစ်သားတွေကအမှတ်၈အောင်မင်္ဂလာရက်ကွက်မှာဆိုင်ကယ်နှစ်ယောက်စီးလာတဲ့ပြည်သူတွေကိုလိုက်လံပစ် ်ခတ်ခဲ့ရမှာအသက်32နှစ်အရွယ်ရှိတဲ့ကိုဖြိုးကိုကြည်ထင်မှန်ပြီ ပွဲချင်းပြီးတည်ဆုံးခဲ့ရလို့လည်းသိရပါဗါးအဲ့ဒီပြစ်ခတ်မှုဖြစ်ပွားပြီးရဲ့နောက်မှာအကြမ်းဖက်စစ်တပ်ကကိုဖြိုးရဲ့ရုပ်လောင်းကိုသူတို့ကားပေါ်ကိုတင်ကယူဆောင်သွားရလို့လည်းသိရပါဗါးတည်ဆုံးသူရဲ့မိသားစုဝင်တွေကရုပ်လောင်းကိုပြန်လည်ရရှိရန်တွားရောက်ထုတ်ယူခဲ့ကြပေမဲ့လည်းစစ်တပ်ဘက်ကချက်ချင်းထုတ်ပေးတာမျိုးမရှိဘဲဆိုင်ကယ်၃ယောက်ပူးစီး၍ပြည်ရသည်မှမှန်ကန်ကြောင်းလက်မှတ်ထိုးခိုင်းပြီးမှသာ အော်တိုဝါလာ၃ရက်နေမနေ့ပိုင်းမှာ ရေကျိုးဆေးရုံရင်ခွဲရုံကနေအလောင်းကိုထုတ်ပေးခဲ့လို့လည်းသိရပါဗျ။သေဆုံးသွားတဲ့ကိုဖြိုဟာရေကျိုးမြို့အမှတ်၁ထင်းတန်းရက်ကွက်မှာနေထိုင်သူတူဖြစ်ပြီးမိမဖြစ်သူနဲ့လူမဲ့သားသမီးနှစ်ဦးကြံ့ရင်ခဲ့တာဖြစ်ပြီးသူ့ရဲ့ရုပ်လောင်းကိုဇနီးဖြစ်သူနေထိုင်တယ်။ ရွှေချောင်းကျွရမှာမနစ်ကတကြိုခဲ့လို့လည်းသိရပါဗါးအလားတူဩဂတ်စ26ရက်နေ့ကလည်းရေချုံမြို့အမတ်ခွန်ရက်ကွက်မှာကင်းလဲ့လာတဲ့အကြမ်းဖက်စစ်သားတွေကဆိုင်ကယ်အုပ်ထုမဆောင်တဲ့သူတွေကိုတနက်နဲ့လိုက်လံပစ်ခတ်ခဲ့ရမှာနေအိမ်မှာအဝတ်လန်းနေတဲ့အသက်36နှစ်အရွယ်ရှိတဲ့ကိုစိုးစိုးဝင်းဟာလေပင်းနဲ့ဝမ်ပိုက်တို့မှာကြီးနှစ်ချက်ထိမှန်ကပွဲချင်းပြီးတည်ဆုံးခဲ့ပါသေးတယ်ရှင်။ ရှမ်းပြည်နယ်ရဲ့တရင်တပုတ်ကိုကြည့်အောင်ပါရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကိုစစ်တပ်ကသိမ်းယူပြီးရတဲ့နောက်မှာတီဘောမြို့ကိုစစ်တပ်ကလင်းနဲ့ဘုံကျဲလာတာကြောင့်ဒေသပြည်သူတွေဟာစိုးရိမ်မှုမြင့်တက်ကမြို့ကန်တချို့ဟာတီဘောမြို့ကနေစတင်တင်းရှောင်လာကြတယ်လို့တီဘောမြို့အခြေဆိုင်ပရိဒါအဖွဲ့ဝင်ချုပ်ကရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပြပါဗါတယ်အော်တိုဘာလ2ရက်နေ့ည10:55မိနစ်အချိန်ခန့်မှာစစ်တပ်ကတီဘောမြို့ကိုလင်းနဲ့ပေါင်900ဘုံနှလုံးကိုကျဲချတိုက်ခိုက်ခဲ့တာကြောင့် တီဘောမြို့နယ်စံဖိတ်ကျေးရွာက ကုမှုဒရာဟိုတယ်ကအဆောက်အုံတစ်ခုဟာထိခိုက်ပျက်စီးသွားခဲ့ရလို့လည်းသိရပါဗျ။လက်တလုံးမှာကြောင်မဲကိုစစ်တပ်ကသိမ်းပိုက်ပြီးရတဲ့နောက်မှာတီဘောမြို့ကိုထိုးစစ်ဆင်မဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာကြောင့်တီဘောဒေတာကပြည်သူအချို့ဟာစတင်စစ်ဘေးရှောင်နေကြရတာဖြစ်တယ်လို့လည်းသိရပါဗျ။စစ်တပ်ကတီဘောမြို့ကို မကြာခဏဆိုသလိုဘုံကျဲတက်ခတ်လေးရှိပြီးစတေမာလာအသွင်းတွေကလည်းတီဘောမြို့နယ်ဘောဂျိုကျေးရွာကိုဘုံကျဲချခဲ့တဲ့အတွက် ပြည်သူတို့ဟာထိခိုက်ဒဏ်ရာရှိကနေအိမ်၃လုံးဟာထိခိုက်ပျက်စီးသွားခဲ့ရလို့လည်းသိရပါဗျ။စစ်တပ်ရဲ့လေကြောင်းတပ်ခတ်မှုတွေပိုမိုတိုးမြင့်လာမှာကိုစိုးရိမ်တာကြောင့်တီဘုံမြုပ်ကံတွေဟာလေချောင်းအန်ရဲ့အချင်းချင်းတတိပေးဖို့စော်အောင်မှုတွေရှိနေကြသလိုအထူးသဖြင့်ညအချိန်မှာလေရင်နဲ့ဘုံကျဲလာလာရကြောင်းမြို့ကပြည်သူအချင်းချင်းညကင်းပုံစံမျိုးလှုပ်ဆောင်မှုတွေရှိနေရလို့လည်းသိရပါရဲ့ရှင်ဒီတစ်ခါမှာတော့ မင်္ဂလေးတိုင်းမြင်းကြံမြို့နယ်ညောင်ပင်ရွာကိုတီတာရွမွန်ခေါင်းဆောင်နယ်ပြူစောတိအဖွဲ့ကဝေရောက်မိရှို့နေမှုကြောင့်တိုက်ပွဲပြင်းထန်နေရလို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်စက်တင်ဘာလ28ရက်နေ့ကနေစတင်ကမြင်းကြံမြို့နယ်ညောင်ပင်ရွာကို မြင်းကြံမြို့နယ်ပြူစောတိခေါင်းဆောင်တီတာရွမွန်ဦးဆောင်နယ်အင်အား400ခန့်ပါတဲ့စစ်ကြောင်းကဝေရောက်မိရှို့နေမှုကြောင့် နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်တပ်ကပါရာမိုတာစက်တက်လေထီးတွေနဲ့ဘုံကျဲတက်ခတ်နေတယ်လို့လည်းသိရပါဗျ။အကြက်ဖက်စစ်တပ်လက်အောက်ခံ ပြူစောထီးတွေမိရှို့နေတဲ့ညောင်ပင်ရွာဟာမြင်းချံမြို့အနီးမှာတည်ရှိတာဖြစ်ပြီးလေးစိန်မြောက်မိရှို့ခံရတာလည်းဖြစ်ပါတယ်။ဒါ့အပြင်စစ်ကြောင်းကြောင်ညောင်ပင်ရွာတဲရွာခမရရွာမြောက်ကုန်းရွာရွာကြီးရွာရသက်ရွာဆောက်တဲ့ကျေးရွာ900ကျော်ကပြည်သူ9000ကျော်ဟာဘေးလွတ်ရာကိုထွက်ပြေးတင်းချောင်နေရတယ်လို့လည်းသိရပါတယ်ရှင်။ ကိုင်းအတိုင်းတစ်ပုတ်ကိုကြည့်အောင်ပါ။စကိုင်းအတိုင်းဒဇယ်မြို့နယ်မှာစစ်ကြောင်းထိုးတဲ့အကြမ်းဖက်စစ်တပ်ကတနယ်ရွာကနေအိမ်20ကျော်ကိုမီးရှို့ဖျက်ဆီးပြီးကပောင်းချိုင်ရွာကစာတင်ကျောင်းကိုလည်းလေနဲ့ဘုံကျဲဖျက်ဆီးခဲ့လို့ဒဇယ်မြို့နယ်ပကဖတောင်ဝရှိသူတို့ကပြောပါရတယ်။အော်တိုဘာလ1ရက်နေ့မှာဒဇယ်မြို့နယ်နဲ့ရေဦးမြို့နယ်အဆက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကဒဇယ်မြို့နယ်အတွင်းကတနယ်ရွာကိုဝန်းရောက်စီးနှင်းခဲ့တာဖြစ်ပြီး ပြည်သူပိုင်းနေအိမ်20ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ဒါအပြင်စစ်တပ်စစ်ကြောင်းဟာကျေးရွာအတွင်းကပြည်သူပိုင်းနေအိမ်တွေကိုလည်းဝင်ရောက်မှွေးနှောက်ခဲ့ပြီးစံတွေကိုလည်းရိတ်ခါပြစ်ယူဆောင်သွားတယ်လို့လည်းသိရပါဗျ။အဲဒီစစ်ကြောင်းဟာတနေရွာမှာရောက်ရှိနေစဉ်မှာ အော်တိုဘာလာ၁ရက်နေ့မှာစစ်တပ်ကခပောင်းကြိုင်ရွာစတင်ကျောင်းကို Jet Fighter နဲ့ဘုံကျဲဖျက်ဆီးခဲ့တယ်လို့လည်းဒဇယ်မြို့နယ်ပကဖတာဝန်ရှိသူတို့ကပြပြပါဗါးအဲ့ဒီအကြမ်းဖက်စစ်ကြောင်းဟာဒဇယ်ရေဦးမြို့နယ်အဆက်ကနေအော်တိုဘာလာ၃ရက်နေ့မှာတော့ကမ်ဘလူးမြို့နယ်အတွင်းကိုဆက်လက်ထွက်ခွာသွားတယ်လို့လည်းသိရပါဗါးရှင် အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တင်းတပုတ်ကတော့ဘကိုးတိုင်းညောင်လေးပင် KI နဲ့ကရင်ပြည်နယ်မြောက်ရီမြို့နယ်တို့မှာစစ်တပ်ကလေကြောင်းကနေတက်ခိုက်တာ drone နဲ့ပုံကျက်တာတွေအပြင်လက်လက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ပြည်သူတအုပ်ဟာတေဆုံးခဲ့ရပြီးနေအိမ်တွေစာတင်ကျောင်းနဲ့ဖုံးကြီးကျောင်းတွေပျက်စီးသွားလို့ဒေသပြည်သူတွေကပြောဆိုကြတဲ့ KNU ရဲ့သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။စတင်မာလာ29ရက်နေ့နေ့လယ်12နာရီအချိန်ခန့်မှာစစ်တပ်ကရွှေကျင်မြို့နယ်ဝိုင်းကျေးရွာအတွင်ကို ဝိုင်းတွဲလျင်နဲ့ဘုံကျဲပြစ်ခတ်ခဲ့ရမှာအဲ့ဒီကျွေးရမှာနေထိုင်တဲ့အသက်50နှစ်အရွယ်ရှိတဲ့ဒေါ်တင်တင်ဝင်းဟာတည်ဆုံးခဲ့ရပြီးအသက်16နှစ်အရွယ်ရှိတဲ့မတ်သိမ့်ညတွဲမှာထိခတ်ဒဏ်ရာရှိခဲ့ကဖုံးရီကြောင်တကြောင်လည်းထိမှန်ပျက်စီးခဲ့ရလို့လည်းသိရပါဗါအလာဒူစတင်ပါလ24ရက်နေ့ည9:00နာရီအချိန်မှာလဲမူးမြို့နယ်ပရက်စီကျေးရွာကိုစစ်တပ်က87မမလက်လက်ကြီးတစ်လုံးနဲ့ပြစ်ခတ်ခဲ့ရမှာ စေဘေးရှောင်းနေရေလဲကျေးရွာကအသက်43နှစ်အရွယ်ရှိတယ်။နော်မာလို့အသက်73နှစ်အရွယ်ရှိတဲ့နော်ကပြူးဆေးတို့နှစ်ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်။ဒါအပြင်အော်တိုဘာလ2ရက်နေ့ည7:00နာရီဝန်းကျင်အချိန်ခါလဲစစ်တပ်ကကရင်ပြည်နယ်မြရီမြို့နယ်မင်းလက်ပံကျေးရွာကိုဒရုန်းနဲ့ပုံကျဲချခဲ့တာကြောင့် ပြည်သူတွေထိခိုက်မှုမရှိပေမဲ့လည်းနေအိမ်နဲ့ဆေးကန်းဟာထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့လည်းကရင်စစ်ရေးသတင်းမြစ်ကရန်ကုန်ခေတ်မီဒီယာကိုပြောပြပါရယ်ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းစစ်တပ်ကမြရီမြို့ပြင်ကမင်းလက်ပံရွာဖလူးရွာနဲ့မဲထော်တလေးဒေသတို့ကိုအသေးခံ drone တွေနဲ့နေ့စဉ်ရက်ဆက်ဆိုသလိုဘုံကျဲတက်ခတ်မှုတွေကိုလှုပ်ဆောင်နေရလို့လည်းကရင်စစ်ရေးသတင်းမြစ်ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရယ်ရှင် ုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမများပါ thank you